မြောက်ကိုရီးယားလူမျိုးတွေရဲ့နေထိုင်ရှင်သန်ရတဲ့နေစဉ်ဘဝကငရေတမျှပူလောင်နေဆိုတာတကယ်ပဲလားမင်္ဂလာပါပြည်သားကြီးတို့ရေမြောက်ကိုရီးယားနိုင်ငံလို့ပြောလိုက်ရင်မြောက်ကိုရီးယားပြည်သူတွေသာမကတကဘာလုံးကလူတွေပါလန့်ရတဲ့အထိစီကံတင်းကျပ်ပြီးတော့ရက်ဆက်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဘယ်နိုင်ငံနဲ့မှလည်းကုလူဆက်ဆံမှုမပြုသလိုဘသူနဲ့မှလည်းငြိမ်းချမ်းရေးယူဖို့အစီအစဉ်မရှိပါဘူးဒါအပြင်မြောက်ကိုရီးယားနိုင်ငံဟာချက်သိမ်းထားစရာကောင်းတဲ့ပြည်မှုဥပဒေတွေနဲ့နိုင်ငံသားတွေကိုချေချုပ်ချထားတဲ့နိုင်ငံတစ်ခုလို့ပြောရင်လည်းမမှားပါဘူးဒီနေ့ဗီဒီယိုလေးမှာတော့မြောက်ကိုရီးယားလူမျိုးတွေအထွတ်အိဆိုတာဘယ်လိုအရာမျိုးလဲ နေထိုင်ရှင်သန်ရတဲ့ဘဝကကောဘလို့အတိတ်ပဲခံယူချက်မျိုးတွေရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။စေဝင်သားတွေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။တစားတည်းမှာပဲကျွန်တော်တို့ရဲ့ရှင်သီးကွာနာဒီမဲ့ channel လေးမှာအခုလိုစေဝင်သားတွေကကောင်းတဲ့အကြောင်းအရာများကိုပြည့်စုံများအတော့အများတော်လိုတင်စာပေးသွားမှာဖြစ်တာကြောင့် like and subscribe လောက်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ။မြောက်ကိုရီးယားဟာလူနေမှုအစင်တန်းတိုးတက်ဖို့ကိုဥတည်တာမျိုးမဟုတ်ပဲစည်ရေးကိုပဲဥတည်ချထားတဲ့နိုင်ငံပါမြောက်ကိုရီးယားခေါင်းဆောင်အနေနဲ့နိုင်ငံသားတွေဘလောက်ပဲအနေအဆဆင်းရဲနေပါစေ နိုင်ငံတကာပိတ်စံကြီးတမင်တော်မှမပါဖို့အရေးကိုသာအားစိုက်ထုတ်နေတာပါ။ဒါကြောင့်လဲမြောက်ကိုရီးယားမှာတကမ္ဘာလုံးကနောက်ပိုင်းမျိုးဆက်တွေမြေတွေ့နိုင်ဖို့ခဲရင်နဲ့ကျိုးဖုံးကြီးတွေရှေ့ကျတဲ့သွာလာရေးရင်တွေကိုအခုချိန်ထိတုံးနေကြရတာဖြစ်ပါတယ်။နိုင်ငံသားတွေကိုလည်းပညာအလွန်အကျူတက်ခွင့်မပေးဘဲတီထွင်ဖန်တီးနိုင်တဲ့အုံနောက်ဉာဏ်ရည်တွေကိုတန်ကြီးအတက်ခံခိုင်းတာကြပါတယ်။ကလေးတွေကိုငယ်စဉ်ကတည်းကအတွေးခေါ်အမားတွေကိုပဲကောင်းတဲ့ရိုက်သွင်းပေးကြပြီးတော့သူတို့အတွက်တော့ကောင်းဆောင်ဆိုတာဖျားပါပဲ။ကောင်းသည့်ဆိုသည့်ဝေဖန်ပိုက်ဝဲမရှိဘဲမျက်နှာကိုယ်တော်မောမကြီးရဲအောင်ပုံသွင်းထားကြတာပါ။ ိုင်ငံတနိုင်ငံမှာပညာရေးဟာအဓိကဆိုသလိုပဲသူတို့နိုင်ငံကကလေးတွေတင်ရတဲ့ပညာရေးကနိုင်ငံခေါင်းဆောင်တွေအကြောင်းနဲ့ခေါင်းဆောင်အပေါ်တိစ္ဆာစောင့်သိရမယ့်သဘောတရားတွေကိုသာအများဆုံးပြဋ္ဌာန်းထားကြတာပါအထူးသဖြင့်တော့မြောက်ကိုရီးယားနိုင်ငံသားတွေအတွက်နေစရာအိမ်ရွေးချယ်ခွင့်မရှိတာပါပဲပတ်စံရှိလို့ကိုကြိုက်တဲ့နေရာမှာရွေးချယ်ပြီးတော့နေထိုင်ခွင့်လည်းမရှိပါဘူးအစိုးရရဲ့တချက်လိုအမိန့်နဲ့စီမံပေးတဲ့နေရာမှာသာနေကြရတာပါအဲဆိုတော့လည်းသူတို့အတွက်နှွေးထွေးမှုပေးတဲ့အရေးမျိုးတစ်ခုမဟုတ်ပါဘူးပုံစံကွက်နဲ့ထိန်းချုပ်ထားတဲ့နေရာငယ်တစ်ခုပဲဖြစ်ပါတယ်ဒါမှလူသားသားတွေအနေနဲ့အိမ်ထဲမှာပရိဘောကအပြည့်စုံထည့်ခွင့်မရှိပါဘူး အရိစာနိုင်ငံခေါင်းဆောင်တွေရဲ့ပုံနဲ့အထုပ်ပတ်တွေကိုမပြတ်မကွာချိန်ဆထားရပါတယ်။အမိုးကားတွေကိုလည်းအလွဲတကူပြန်လဲပြင်ဆင်ခွင့်မရှိပါဘူး။ဒါကြောင့်ပဲနိုင်ငံသားတွေအနေနဲ့လေတံမိုးတံခန်းစားလာရတဲ့အခါမှာသတင်းစာတွေပလတ်စတစ်တွေနဲ့ကာယံထားကြရတာပါ။အထက်မြင့်တိုက်ကြီးတွေမှာဆိုရင်နေထိုင်တဲ့လူဒန်းစား၂ရက်ရှိပါတယ်။မြင်းကြီးတမနိုင်ငံဝန်ထမ်းတွေအရာရှိအရာခံတွေရဲ့မိသားစုတွေနေထိုင်ခွင့်ရှိပြီးတော့အပေါ်ဆုံးတပ်တွေမှာတော့တာမန်လူဒန်းစားတွေနေထိုင်ခွင့်ရှိပါတယ်။အပေါ်တပ်တွေမှာနေရတဲ့ပြည်သူတွေရဲ့ဘဝကငရဲနဲ့မထူးမခြားပါပဲ။ ပေါ်တက်ဖို့ဓာတ်လေကားတွေရှိပြီမဲ့နိုင်ငံတော်ကလျှက်စစ်ကိုစကားစစ်သလိုအကန့်အသတ်နဲ့သုံးဆွဲခွင့်ပေးထားတာပါ။အဲကြောင့်လျှက်စစ်မီပြတ်တောက်တဲ့အခါဓာတ်လေကားတွေသုံးမရတော့ဘဲအထက်30လောက်ကိုချေချင်တက်ရတာမျိုးတွေရှိပါတယ်။ဒီထက်ဆိုတာက3ရေအခက်ခဲပါပဲ။ရေလဲလုံလောက်စွာမရလို့အပေါ်ဆုံးထပ်ထိကို3ရေတွေကိုခက်ယူကြရတာပါ။ဖုန်းလိုင်းဆိုရင်လည်းနိုင်ငံထဲမှာသာဆက်သွယ်နိုင်ပြီးတော့ပြည်ပနဲ့ဖုန်းခေါ်လို့မရအောင်လိုင်းတွေကိုဖြတ်တောက်ထားတာဖြစ်ပါတယ်။တို့ဘိမဲ့နိုင်ငံသားတွေရဲ့စိတ်ထဲမှာတော့သူတို့ခေါင်းဆောင်ဟာအကောင်းဆုံးသောကက်တင်ရှင်အဖြစ်မှတ်ယူထားကြတာပါနိုင်ငံတော်တချင်းကလည်းခေါင်းဆောင်ကိုအမွှန်းတင်ထားတဲ့တချင်းမျိုးပဲဖြစ်ပါတယ် ဒါကြောင့်နိုင်ငံသားတွေရဲ့နေစဉ်နေထိုင်ပုံဟာပုံစံကွက်ထဲကအတိုင်းလေးပဲရှိနေပြီးတော့သူတို့အမုန်းဆုံးကတခြားနိုင်ငံကလူတွေနဲ့ဆက်ဆံရတာပေါ့ပါပဲ။ဒါအပြင်မြောက်ကိုရီးယားသားတွေဟာမာနာကြီးတဲ့သူမျိုးတွေဖြစ်ပါလိမ့်။ဘယ်ရန်သူမှအနေမပြုနိုင်အောင်အစင့်မီစစ်လက်နက်တွေကိုကိုပိုင်တီထွင်ပြီးတော့ရှုပ်ဝက်ထူးချုံအမျိုးသမီးအမျိုးသားစစ်တပ်တွေကိုလည်းဖွဲ့စည်းထားတာဖြစ်ပါလိမ့်။အစအစအရရပြည်ကြီးလို့လေမြောက်ကိုရီးယားဟာကမ္ဘာပေါ်မှာဘယ်နိုင်ငံမှသွားမထီရတဲ့ အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာခဲ့တာပါဒီနေ့မြောက်ဝေပေးသွားတာကတော့တကယ်တမ်းမြောက်ကိုရီးယားနိုင်ငံမှာနေထိုင်နေရတဲ့ပြည်သူတွေရဲ့နောက်ွယ်ကဘဝတွေအကြောင်းပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ